အခန်းကြီး30အငယ်1မှ7။အိုထာဝရဘုရားကိုရိုသည်အပေချောင်းဝေဝေရပ်၍နေတော်မူသည်။ဘေးအန္တရာယ်ရောက်သည့်ကာလအပေချောင်းပုန်းကွယ်၍နေတော်မူသည်။မတရားသောသူသည်မာနစိတ်ရှိပြီးဆင်းရဲသောသူကိုနှင်းဆဲတတ်ပါ၏။မိမိပြုသောပရိယံအားဖြင့်ထိုသူကိုဖန်ဆီးတတ်ပါ၏။မတရားသောသူသည်မိမိစိတ်အလို၌ဝါချွာတတ်ပါ၏။ လောဘကြီးသောသူသည်သာရဖျားကိုပယ်၍မထီမဲ့မြင်ပြုတ်တတ်ပါ၏မတရားသောသူသည်မာနထောင်လွှားသောကြောင့်မစင်စားတတ်ပါဖျားသခင်မရှိဟုအစဉ်အောင်းမေ့တတ်ပါ၏အစဉ်ခိုင်မာစွာကြင်ကြံပြုမှုတတ်ပါ၏တရားစီရင်တော်မူချက်တို့သည်သူနှင့်ဝေးမြင့်သည်ဖြစ်၍ခတ်သိမ်းသောရန်သူတို့ကိုမထီမဲ့မြင်ပြုတ်တတ်ပါ၏ငါသည်အစဉ်မရွှေ့ရာ ဆင်းရဲခြင်းတို့မရောက်ရဟုအောင်းမေတတ်ပါ၏။သူ၏နှုတ်သည်ချိန်ဆခြင်းလှစးခြင်ရှုံချခြင်နှင်ပြည့ဝပါ၏။ရှာအောက်မှမကောင်းသောအကျင်နှင့် မတရားသောအမှုရှိပါ၏။ယွာနာတွင် ပုံနေရရမှထိုင်၍အပြည့်မရှိသောသူကိုစိတ်ွယ်ရရ၌တတ်တတ်ပါ၏။ဆင်းရဲသောသူကိုချောင်းမြောင်းတတ်ပါ၏။ခြုံထဲမှနေသောရှင်တိကဲ့သို့ကွဲကရရ၌ပုံး၍ နေတပါ၏စေသောသူကိုဖမ်းမိခြင်းဟံပုံကွယ်၍နေပါ၏စေသောသူကိုကွန်ရက်သေးသို့ဆွဲ၍ဖမ်းဆီးတတ်ပါ၏ထို့သောညင်စဲနှိမ့်ဆက်ခြင်းကိုခံရ၍စေသောသူအပေါင်းတို့သည် သူ၏လက်သို့ကြရောက်တက်ကြပါ၏ထို့သူကဘုရားသခင်သည်မေလျော့တော်မူ၏မျက်နာကိုလွှဲတော်မူ၏မြင်တော်မူမူဟုအောက်မေ့တတ်ပါ၏ အငယ်၁၂မှ၁၅အိုးသာရဖျားထတော်မူပါအိုးဖျားသခင်လက်တော်ကိုချီတော်မူပါနှိမ့်ချလျက်ရှိသော သူတို့ကို မေ့လျော့တော်မူပါနှင့်မတရားသောသူသည်ဖျားသခင်ကိုအဘယ်ကြောင့်မချီမြင့်မြင်ပြုရပါအံ့နီကိုရောဒီစစ်တော်မူဟုအဘယ်ကြောင့်အောင်းမေ့ရပါအံ့နီသို့တော်လေကိုရောဒီမြင်တော်မူပြီးအကြောင်းမူကားပင်မန်းစီခြင်းနှင့်နှောက်ရှက်စီခြင်းကိုလက်ဝါးတော်၌ မှတ်သားမည်ဟုကြည့်ရှုတော်မူတတ်ပါ၏ဆင်းရဲသောသူသည်ကိုရော၌ကိုကိုအပ်တတ်ပါ၏ကိုရောသည်မိဘမရှိသောသူ၏ခိုလုံရာဖြစ်တော်မူ၏မတရားသဖြင့်ပြု၍သိုးသောသူ၏လက်ရုံးကို ချိုးတော်မူပါသူပြုသော အာရမအမှုကို အကုန်စင်စစ်တော်မူပါအငယ်၁၆မှ၁၈ဒါဝရဖျားသည်ကာလအစဉ်မြဲတည်သောရှင်မြင်ဖြစ်တော်မူ၍ ကမ္ဘာမျိုးသားတို့သည်နိုင်ငံတော်တဲကကွယ်ပြောက်ကြပါလိမ့်မည်။အိုထာဝရဖျားကိုရိုဒီနှိမ့်ချလက်ရှိသောသူတို့၏တောင့်တခြင်းအတန်ကို ကြားတော်မူ၏။သူတို့၏စိတ်နှလုံးကိုတည်ကြည်စေတော်မူ၏။ဆင်းရဲသားကိုသူ၏မြေမှတဖန်မနှင်ထုတ်မိအကြောင်းမိဘမရှိသောသူနှင့်ညှင်းဆဲခံရသောသူတို့ကိုတရားပေးခြင်းကနားတော်ကိုဖွင့်တော်မူ၏။